โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ logic တို့ကိုသုံးပြီးတော့ interlock ပလန်တစ်ခုကိုဘယ်လိုပုံစံမျိုးဖန်တီးရမလဲဆိုတာကိုကျွန်တော်ဒီနေ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထုံးစံတိုင်းဒီ ion simulator ပေါ့နော် ion simulator စေတာလေးကိုကျွန်တော်ရွေးချယ်မယ်အဲပြီးသွားရင်ကျွန်တော်တို့ကတော့ဒီမှာ နော် interlock plan တခုဖတ်ကြည့်မယ်ဟုတ်ပြီနော်ဆိုတော့ address ဒီပထည့်ဒီပဲ ਨੇ interlock plan တခုကျွန်တော်စပြီးတော့ဖန်တီးပါမယ် โอเคเนาะဒါဆိုကျွန်တော်တို့ကဒါ address တော့မထည့်သေးဘူးဒါ interlock plan တကူကျွန်တော်ပန်တီလေးတက်ဖြစ်ပါတယ်အဲ့ဒီမှာ address ကြီးစထည့်မယ်ပေါ့เนาะ ေးဆိုတော့ဒီ interlock ကကြတော့ကျွန်တော်ဒီ input တစ်ခုရတဲ့အချိန်မှာ output ထွက်မှာပေါ့နော်တကယ်လို့ဒီ input နှစ်ခုကိုကျွန်တော်တပြိုင်တည်းသွားနှိပ်မိမယ်ဆိုရင်လည်း output ကတစ်ခုလည်းပဲထွက်မှာဟုတ်ပြီနော်အဲ့တော့ဘေဟာကအရင် detect ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါ three output ထုတ်ပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြန်ဖြုတ်ဖို့အတွက်ကိုကျွန်တော်က reset တစ်ခု reset button တစ်ခုထားဟုတ်ပြီနော်ဆိုတော့အဒီ output တွေကျွန်တော်ပြန်ပြီးတော့ interlock ပြန်လုပ်တာပေါ့နော်အဲ့ကျွန်တော်ကဒီ output ကို not normally close interlock ပြန်လို့တောင်ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အဲဒီမှာဆိုလို့ရှိရင်ကျွန်တော် o not 2/1ပေါ့နော်အဲ့တော့တကယ်လို့ဒီ output က20ပဲဆိုရင်ကျွန်တော်ကเนาะဒီဒီကောင်က open ဖြစ်ဒီမှာဖြစ်ပြီးတော့เนาะအဲဒီ output ကပြန်မထွက်နိုင်တော့တကယ်လို့တကယ်လို့ဒီ output ကထွက်ဒီ output ကထွက်နေပဲဆိုရင်ဒီ output ကပြန်မထွက်နိုင်တော့ဟုတ်ပြီနော်ဒါ interlock ရဲ့ သဘောတရားလေးနော်အင်တာရဲ့သဘောတရားလေးကိုအဲကျွန်တော်ဒီ program မှာပြသပေးသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော် reset တစ်ခုပေါ့နော် reset တစ်ခုထပ်ထည့်လိုက်မယ်ဘာနော် reset က address တစ်ခုလို့အတူတူပဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒါလေးကိုနော် PSC လေးကိုတစ်ချက်ပို့ကြည့်လိုက် ကဲဒါဆိုကျွန်တော်ဒီ input ပေးလိုက်တယ်ဒီ output ထွက်သွားတယ်တကယ်လို့ကျွန်တော်တို့ကဒီ input ပေးတဲ့အခါမှာเนาะဒီ output ကထွက်လို့မရအောင်ဟုတ်ပြီเนาะထွက်လဲမထွက်ဘူးဆိုတော့အဲဘာကြောင့်လဲဆိုတော့ဒီ output ဒီအဒီမှာအပေါ်မှာရှိတဲ့ output ကိုထွက်နေတယ်ဟုတ်ပြီเนาะအဲ့တော့ interlock ရဲ့သဘောဒီเนาะ output နှစ်ခုကိုတစ်ပြိုင်တည်းထုတ်လို့မရအောင်အဲပြည့်လို့ခါတာဖြစ်ပါတယ်ဟုတ်ပြီเนาะ output နှစ်ခုကိုတစ်ပြိုင်တည်းထုတ်လို့မရအောင်ပြည့်လို့ထားတာဖြစ်ပါတယ်ဆိုတော့ဒီ output ထွက်ဖို့ဆိုရင်ကျွန်တော်တို့ကဘာလုပ်ပြရမလဲဆိုတော့เนาะဒီအပေါ်က အောက်ဘက်ကိုပြန်ဖြုတ်ပြီးမှရမယ်เนาะဆိုတော့ကျွန်တော်ဒီမှာ reset လုပ်လဲရတယ်เนาะကျွန်တော်ဒီ reset ပဲနေလဲเนาะ okay ဒီတော့ reset ပြန်နေလိုက်မယ်ပြီးတော့ကျွန်တော်တို့ကတောင်ပြန် on မယ် okay ဒါမှဒီ output ကထွက်မယ်ဒီ output ထွက်တဲ့အချိန်မှာကျွန်တော်ဒီ output ကထုတ်လို့မရအောင်ဟုတ်ပြီနော်အဲ့တော့ဒီသဘောတရားလေးနော် တော့ဒီသဘောတရားလေးဖြစ်ပါတယ်ဆိုတော့ဒါကเนาะကျွန်တော်တို့ဒီ logic problem ပေါ့เนาะကျွန်တော် interlock plan တစ်ခုကိုကျွန်တော်ဒီနေ့အဲဒီ tutorial မှာပြတ်တာပြီးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ